ဟင်းတစ်ခါချက်ဖို့ကိုထိုင်းနဲ့မြန်မာနဲ့ဘယ်ဟာကပို့ပြီးတော့အကုန်ကြများနေလဲကြည့်လိုက်ရအောင်ကျွန်တော်တို့ရန်ကုန်မှာတော့ကစက်သား30တာကိုဘယ်လောက်လဲဆိုတော့2000 2000ကျပ်ပေါ့နော်2000ကျပ်ဆိုတော့ကျွန်တော်30တာဆိုရင်6000ကျပ်အခုဒီမှာထိုင်းမှာဝယ်တဲ့ဈေးက9040ကျပ်ပေါ့နော် တစ်ထောင်လေးပါထိုင်းရပို့ပြီးတော့တတ်တာနေရပါဘောနော်ကျွန်တော်အခုအချင်းမတ်မှာရှိရဲဝယ်မားကတ်တစ်ခုကိုရောက်နေတာဖြစ်ပါတယ်ကျွန်တော်မှာဝယ်မဲ့ပစ္စည်း list လဲပါလာတယ်ဒီတရက်ပစ္စည်းတွေကိုကျွန်တော်မြန်မာပြည်မှာလဲဝယ်ထားပြီးွားပြီအဲ့တော့မြန်မာပြည်နဲ့ထိုင်းနိုင်ငံဈေးမှာကုန်ပစ္စည်းဈေးတွေရှင်ကြီးလိုက်လို့ရှိရင်ဘယ်ဟာပို့ပြီးတော့ဈေးကြီးနေလဲဆိုတာကျွန်တော်ကြည့်လိုက်ရအောင်အခုဒီ list ထဲမှာကျွန်တော်ဝတ်သားနဲ့ကြက်သားဈေးပေါ့နော်အရင်ဆုံးမေးကြည့်လိုက်မယ် ်အပ်ကေ့ချင်းပေါ့ဒီတော့လည်းကအေးစစ်ပတ်ကြည့်ကြည့်ကျွန်တော်တပိတ္တာမှာ116 kg ရှိရပါတယ်အဲ့တော့30သားဆိုတော့ကျွန်တော်က half kg နီးပါးရှိရပါတော့အဲ့တော့ half kg ပဲလာတယ်အဲ့နားပြီ ပါခုကတော့ကျွန်တော်ကစွန်ရွက်တော့ဝယ်နေရပါတော့စွန်ရွက်ရဲ့တခြားအတီးရွက်လေးတွေဝယ်မယ်ပေါ့နော်15 15 15 ကတော့ဈေးထဲမှာတော့အကုန်လုံးဝယ်လို့ပြီးပါပြီပစုံနှစ်ကောင်စီပဲသွားဝယ်ဖို့ကြံတော့မယ်ခုပစုံနှစ်ကောင်စီသွားဝယ်နေပါတယ်ဒီမှာပစုံနှစ်ကောင်စီက55ပဲเนาะဒီ55ပဲတော့ဝယ်လိုက်တာပြီးတော့ဒါကတော့ကျွန်တော်ဒီနေ့ဈေးရဝယ်လာပြီစီးရေပေါ့เนาะဒီကောင်လေးကိုကျွန်တော်မြန်မာငွေနဲ့ပြန်ပြီးတော့တွက်ကြည့်မယ်ကျွန်တော်ဒီမှာစက်သားက half kg ကို တ်40ပေါ့နော် half kg ဆိုတာမြန်မာချိန်နဲ့ဆိုရင်30သားနီးပါးရှိတယ်ပေါ့နော်30သားပဲထားပါတော့အဲ့တော့ကျွန်တော်30သားကိုအခုဘတ်ပေါက်ဈေးက126ပေါ့နော်126ဆိုတော့ဒီ40ကို126နဲ့မြှောက်ကြည့်လိုက်မယ်940ကျပ်ပေါ့နော်မြန်မာငွေနဲ့ဆိုရင်940ကျပ်940ကျက်ကျွန်တော်တို့ရန်ကုန်မှာတော့ ျက်သား30သားကိုဘယ်လောက်လဲဆိုတော့2000 2000ကျပ်ပေါ့နော်2000ကျပ်ဆိုတော့ကျွန်တော်30သားဆိုရင်6000ကျပ်အခုဒီမှာထိုင်းမှာဝယ်တဲ့ဈေးက9040ကျပ်ပေါ့နော်1000နီးပါထိုင်းရပို့ပြီးတော့တတ်တာနေရပါပေါ့နော်ကျွန်တော်ဒီနေ့ဝယ်လာသမားကိုမြန်မာငွေနဲ့တွက်ကြည့်လိုက်မယ်ကျွန်တော်စရင်တွက်နေတော့မှမြန်မာပြည်ကကုန်စည်နှုန်းတွေဘယ်လိုမျိုးရှိလဲဆိုတာကိုတစ်ချက်လောက်ကြည့်ကြည့်လိုက်မယ်။ 谁到不了的，他当天理解的我没分。他打进来好，大家伙都被理解来了。我把这里家刚来呗。刚来的。他谁打不了人？我刚来呀。 ပဲသိလဲကျွန်တော်အခုဝယ်လာတဲ့ပစ္စည်းတွေကိုကျွန်တော်အားလုံးကိုစရင်ပေါင်းပြီးွားပြီပေါ့နော်အခုကျွန်တော်ဝယ်လာတဲ့ပစ္စည်းတွေကဘတ်နဲ့ဆိုရင်388ဘတ်ရှိတယ်တကယ်လို့မြန်မာငွေနဲ့ဆိုရင်တော့4,8500နဲ့500နှစ်ကျပ်ကြပါလိမ့်မယ်ကျွန်တော်ဝယ်လာတဲ့ပစ္စည်းတွေကိုပဲ ဒါမြမပြီးမှဝဲမယ်ဆိုရင်တော့4200ပဲကြာမယ်ပေါ့နော်အဲ့တော့ time back ချမ်းကတော့နည်းနည်းလေးပုံများနေလို့ဖြစ်လိမ့်မယ်အထူးသဖြင့်အသီးရွက်တွေဆိုရင် time back ကနည်းနည်းလေးဈေးကများပြီးတော့အသားငါးမှာတော့အဲတက်တာတယ်ပေါ့နော်ဒါပေမဲ့အရေးကြီးတဲ့တစ်ချက်က time မှာအခြေခံလစာကဘတ်300ကနေပြီးတော့400ကျားမှရှိတယ်အဲ့တော့ဘတ်388ဘတ်ဆိုတာအခုကျွန်တော်ဝယ်လိုက်စရင်ဆိုတာကြီးလိုက်မယ်ဆိုရင်အနည်းဆုံး နှစ်ရက်ကနေသုံးရက်လောက်တော့ကျွန်တော်တို့စားလို့ရတယ်အဲ့တော့ तू ကတရက်အလုံးလုံးလို့ရှိရင် तू ကတကယ်လို့ဘယ်လေးရရတယ်ဆိုရင် तू ရဲ့တရက်လောကားနေတဲ့ဒီလိုမျိုးသုံးရက်စာလောက်ကိုစားဖို့တော့ तू ဝယ်နိုင်တယ်ပေါ့နော်ဒါပေမဲ့မြန်မာဘက်အချမ်းမှာကြတော့အခြေခံလစာသည်6800ပဲချလဲမှာပဲရှိတယ်။အဲ့တော့ဒီစရင်အရပေါ့နော်ဒီပစ္စည်းတွေအားလုံးဝယ်ဖို့ဆိုသူကအနည်းဆုံး6ရက်အလုပ်လုပ်ရလိမ့်မယ်။နောက်ထပ်ပို့ပြီးတော့ဝယ်နေစရာကောင်းတာတခုကမြန်မာပြည်မှာ အခြေခံလားသာ6800ပဲရှိတဲ့အချိန်မှာပဇွန်နှစ်ကောင်စီ1လီတာတပူက9500ကတင်ပြီးတော့9500ကျားမှရှိနေတယ်အဲ့တော့လူတယောက်ကတနေ့ကုန်အလုံးလုံးမယ်ဆိုရင်တော့စီ1လီတာတပူးကိုမဝယ်နိုင်သေးဘူးပေါ့နော်ဒါတိတ်ကိုမှဝယ်လဲစရာလဲကောင်းတယ်စီးပွားရေးကြဆင်းမှုလက္ခဏာတွေငွေကြေးတန်ဖိုးတွေရောကြလာတဲ့ပြဿနာငွေကြေးဖောင်းပွားမှုပြဿနာတွေအကြောင်းပါ ဒါကတော့ကျွန်တော်အစားတောက်ဗီဒီယိုတွေရိုက်တင်တဲ့အခါကြလို့ရှိရင်အာမြန်မာပြည်မှာတော့ဈေးတွေဘလို့ကြီးရယ်ဘလို့ပါညာဆိုတဲ့ဟာမျိုး comment တွေတွေ့ရလို့ကျွန်တော်အခုမြန်မာပြည်နဲ့ထိုင်းမှာရှိတဲ့ဈေးကိုနှိုင်းရှင်ပြတာပါနောက်ထပ်ဗီဒီယိုတွေမှာလည်းဘလို့အကြောင်းအရာတွေထပ်ပြီးတော့သိကျင်သေးလဲဆိုတာ comment ပေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အခုကတော့ကျွန်တော်ဒီမှာရိုက်နေတဲ့နေရာမှာကျွန်တော်သမီးရောက်နေရောက်နေတော့ကျွန်တော်သမီးခေါ်ပြလိုက်ဒီမှာသူကအုတ်အုတ်နေရံပေါ်မှာတန်တယ်ဒီဟာဆိုရင်ရောထိုင်းနဲ့မြန်မာနဲ့ ဘယ်ဟာပို့ပြီးတော့ဈေးကြီးမလဲထိုင်းမှာတော့အစားတောက်သူတို့ရဲ့အစားတောက်ကဈေးကြီးပါတယ်တစ်ခေါက်တစ်ခေါက်ဝယ်ရတာလည်းမနှဲပါဘူးတလားတလားဆိုရင်နစ်နေရပါပဲရှာသမျှလည်းသူတို့ရဲ့အစားတောက်ဖို့နေပဲကုန်တာပေါ့နော်အာอืมကျွန်တော်သမီးနာမည်ကလူနာပါနောက်ထပ်သမီးတယောက်ရှိပါသေးတယ်တူနာပါနောက်ထပ်သမီးတယောက်ကတော့ဟိုးဘက်မှာအိတ်ဒါ तू ကတော့အခုဒီမှာ ကျွန်တော်ကဒီအုတ်နိုင်ရဲ့နာမှာရိုက်တယ်ဆိုတော့သူလာပြီးတော့လာရှုပ်တာပေါ့နော်သူလည်းပါကြင်လို့ပေါ့အင်းလူလူအင်းဟာအမီရဗီဒီယိုထဲမှာဝင်ပြောမို့လားဟာလားလူလူဒီနားလားဒါဒီနားလားအင်း phê camera khâu tay mi mè à là phê camera lì sau một buồn này tôi là chung chung chả tôi là nè lì ta lulu lù ta đó à thì mà hoa ấy lấy ba phía cổng làm đi ta đâu ta ta đó xin đầu lại này Thế nào là Xin không trả lý cho ông hồ là Không trả ê Không trả bù chào nữa là Là phê trả bên mình là Ê là Ê Phê áo trả bên mà Ờ Ờ Ờ Ta Ta mưu rồi Ta mưu rồi Ta là ta Ta không phải ta là